င်္ဂလာပါဆရာကြီးမင်္ဂလာပါဘုရားဆရာကြီးဒီခုအောက်တက်ဆရာပေါ့အောက်တက်ဆရာဒီရက်ထဲမှာတောင်းလေးတက်ဆရာတောင်းလေးတက်စကန်ကတော့အဲဘယ်လိုဘယ်တော့ရှိမရင်နိုင်တော့အချိန်ဘောင်းမရတွက်နိုင်တော့တော့ပြင်းခံနေရတော့ပြစ်တိုင်းလည်းဝင်နေပေါ့နော်ဒါမှမဟုတ်ဒါကြောင့်ကဟိုဒါ15လုံးရှိရင်15လုံးလုံးပြစ်နိုင်တာမျိုးမဟုတ်ဘူးဗျာအောင်းလဲကအောင်းမအောင်းလဲကမအောင်းအဲအဲအကြောင်းလို့ဒါအရေးအတွက်နည်းနေတော့ဒါပေမဲ့ ပြည်တိုင်းဝင်တယ်ဟုတ်တယ်ပြည်တိုင်းဝင်တယ်အဲ့တော့ဒီဥစ္စာနဲ့ပတ်သက်လို့အာထိခိုက်မှုစီးရင်နေတည်ကျင်မှုစီးရင်နေလည်းထွက်လာတယ်ပေါ့နော်ပြီးတော့ဆရာကြီးစီကိုဒါပြည်သည်တရင်ပြည်ရဲ့ဆွဲဟာလေတိရတော့အဲ့ထဲမှာကျွန်တော်ဒီဖြစ်စင်တဲ့ပတ်သက်လို့အားတက်စရာအကြောင်းအရာတွေဘာရှိလဲအဲအဲ့ဒါလေးသိချင်တယ်အားတက်စရာအကြောင်းအရာတော့ခုနကတော့ဒုပုံမူကြီးနှစ်ယောက်ကြွားသွားတယ်လို့နောက်ပြောဘိုးကြီးနှစ်ယောက်ကြွားသွားတယ်ပေါ့နော်ဒုပုံမူကြီးဆိုအဲ့ထဲမှာဘာဘာဘာရာလူဖြစ်ဒုပုံမူကြီးကျွန်တော်တို့လေးတက်မှာဆိုရင်ကျွန်တော်တို့အုံမှုတက်မှုဌာနမှုပေါ့ အုံမှုဆိုရင်ကျွန်တော်တို့ဒီတာမူလီရက်စကန်ဌာနချုပ်မှာအုံ၄အုပ်ရှိတာဟုတ်အမှတ်၄၁တပ်ဖြတ်တိုက်ခိုက်ရေးအုပ်ဆိုတာကျွန်တော်တို့ S7 ပေါ့ S7 နောက်တစ်ခုကအမှတ်52တိုက်ခိုက်ရေးအုပ်ဆိုတာတော့ K8 ပေါ့နောက်အမှတ်53တိုက်ခိုက်ရေးအုပ်ဆိုတာလည်းမြစ်တွန်နေနိုင်အဲနောက်တစ်ခုကအမှတ်55ကင်းထောက်လေးအုပ်ပေါ့အဲ့ဒါတော့ MI35 ပေါ့အင်းအကုန်လုံးကတိုက်ခိုက်ရေးတော်များများအကုန်လုံးတိုက်ခိုက်ရေးတိုက်ခိုက်နေတဲ့လေရေတွေပေါ့နော်အဲ့ဒီမှာမှခုနကဒုဗိုလ်မှူးကြီးကဒါအုပ်မှူးတွေ ။ခုနတက်မှုဆိုတာကတော့ကျွန်တော်တို့ခုနဟိုအုတ်ချုပ်ရေးတက်မှုရှိမယ်ဆက်မှုလက်မှုတက်မှုရှိမယ်။အဲ့နှစ်ယောက်ဆိုရင်ဒါအုတ်မှု၄ယောက်ရယ်တက်မှု၂ယောက်ရယ်ဆိုရင်ဒါကျွန်တော်တို့၆ယောက်ရှိတယ်ပေါ့နော်။နောက်တစ်ခုကဌာနမှုဌာနမှုဆိုတော့လေကြောင်းညှိနှိုင်းကုတ်ကဲရေးဌာနမှုဆိုပြီးတော့ဒါဟိုလေရင်အတက်ဆင်းနေကိုဟိုကဖြစ်တဲ့ဌာနမှုဆိုပြီးတော့အားလုံးပေါင်း9ယောက်လောက်ရှိတယ်။အဲ9ယောက်ထဲက2ယောက်ဆိုရင်ဒါအုံမှု2ယောက်ပဲ။အုံမှု2ယောက်ပဲဖြစ်စေချင်တာ။ဘာဘာကြောင့်လဲဆိုတော့ခုနကအုတ်ချုပ်ရေးတက်မှုလို့ဘာလို့ကြောတော့ခုနကလို့ တန်ရှင်းအမိုက်လို့အမိုက်သိမ်းနေဟိုဟိုလင်မယားချင်းရံဖြစ်တဲ့ပြဿနာလောက်ရှင်းတယ်တောက်တုံမေရအောက်ချွေတံမူကတော့အောက်တုံမေရအစင်လောက်ပဲဆိုတော့ဒါဖြစ်နိုင်လို့ရှင်တော့အုံမှုနေအောင်ဟိုဖြစ်စေချင်တာဟုတ်တယ်လေဟွန်းဒါတို့ဘုံကျဲတဲ့ကောင်းနေ35ဆိုလဲတအားတို့ကပေးနေတဲ့ကောင်းနေဟုတ်တယ်အဲအဲ့လိုအုံမှုတွေကိုဘင်းဘင်းလို့ထိပါတယ်ဆိုရင်တော့ပုံမိုက်နော်ဟုတ်တယ်ဟုတ်ဟုတ်အဲအဲ့ဒီချိန်မှာခုနဒါတရင်လာပေးတဲ့သူကဆိုရင်ခုနရှင်းနေတုံလို့ပေါ့နော်အဲ့ပြစ်တဲ့ပြစ်ပြစ်ပြီးတဲ့နောက်ပိုင်းမှာရှင်းနေတုံပြီးအဲ့လိုမရတော့ဘူးပေါ့အဲ့လိုလို့မရတော့ပဲနဲ့ခုနလို့ ဘဝတွေကလမ်းပြောင်းနေရယ်ပေါ့နော်။ဘာဆက်လုပ်ရမှန်းလို့မသိတော့ဘူးဆိုတော့ပုံစံမျိုးသူပြောသွားတာပေါ့။နောက်တစ်ခုကသူက18ပါထိတယ်လို့ဟိုပြောတာပေါ့နော်။18ထိတယ်ဆိုတော့ကျွန်တော်အံ့ဩသွားတာ။18ဆို18ကလည်းလေတက်မှာနှစ်စီးပဲကောင်းတယ်။ဟုတ်နစီပဲဒါဟိုပါပေါ့အကောင်းတိုင်းရှိရတုံးလို့ရတယ်တုံးလို့ရတာနစီပဲရှိတယ်အဲ့ဒါ59 19နဲ့5922ဆိုပြီးတော့ဒီအဲ့လေးနံပါတ်ကိုမေးတာမေးတာတော့လေးနံပါတ်တော့သူမေးလို့မရသေးဘူးမရသေးတော့ခုနလေးနံပါတ်အဲ့5 5919နဲ့5922နဲ့တစည်းတီးပြီးရဆိုရင်လေတက်မှာတည်းဥပ္ပဆောင်ရေး Wi-Fi ကတစည်းပဲကျန်တော့မှာပေါ့နဲ့နဲ့ဒါလေအားရစရာပဲပေါ့နော်အဲ့ဒါခုနဟိုကြားတဲ့ဟာကျွန်တော်တို့ရှေ့ပိုင်းမှာကျွန်တော်ဒါမနေ့ကကနဦးအကြောင်းပြောတော့အဲ့လိုပေါ့ဒါမထီဘူးဆိုရင်တော့မှသူတို့မှာရေးယူခံရတာလေဒါဒုက္ခရောက်တာလေရာထူးဒါလုံးဝဖေဖေရှားခံရတာလေပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေကရှိရတယ်ပဲလေ အခုတော့ထိတယ်ပေါ့နော်ဒီလိုသာဖြစ်ပြီဆိုရင်တော့ဆရာကြီးစဉ်းစားတာကြည့်တော့ဟုတ်တယ်ဟုတ်နော်ပြီးတော့လုံးဝတကယ်ဒီလိုမျိုးဒါ short ride တုံး၈လုံးလောက်ကြာတဲ့ခန်းစားချက်ပေါ့နော်ခန်းစားချက်ပြည်သူဘုံကျဲနေတုန်းကခန်းစားရတဲ့ခန်းစားချက်တဲ့တို့ကပူတော်မှစိုးလေအောင်ပဲတည်းဟုတ်သူများလောက်ခဲ့တဲ့ကောင်းနေလေ အခုတို့ပြန်ပြီးဝက်လည်နေတယ်ဆိုတဲ့ပုံစံမျိုးဟုတ်တယ်ပြည်သူရှိတဲ့နေရာကိုဖုံးသွားကြတဲ့အချိန်မှာပြည်သူဘယ်လောက်ထိဒုက္ခရောက်လဲပေါ့နော်ဒီဘာမှကိုမြင်နေတဲ့ဒီအဲဘုံတန်တွေကိုတို့ခံစားရတဲ့အခါအခုတို့အဲ့လိုပြန်ခံစားနေရဟုတ်တယ်ရှင်နေတောင်တုံနေရှင်နေတုံနေလေအိတ်မရတော့ဘူးပေါ့နော်ဘွားဘွားတွေကလမ်းပြောင်းနေပြီပေါ့ဘာဆက်လို့ရမှာမသိဘူးဘာမှဆက်လို့ဖို့မစဉ်းစားနဲ့ရုံထွက်ဖို့စဉ်းစားစီချင်ဟုတ်တော့မှာဘာဖြစ်လို့ဒီလိုမျိုးဒါမင်းအွန်လိုင်းရဲ့အတုံးချကံဘွားနဲ့နေမှာလဲအခုဆိုရင်တော်လိုင်းတက်ဖွဲ့တွေကတဖြည်းဖြည်းနဲ့မြင့်တက်လာနေပြီလှုပ်ဆောင်နေကြနေတာဟုတ်မှာဒီအခုတောင်လေတက် တောက်လျှောက်ပြင်းခံနေရတယ်ဆရာကြီးပြင်းခံနေရတယ်နောက်တစ်ခုကဒီမစ်တွက်နေနိုင်ဟန်ကာရဲ့နောက်ကျောမှာဟောเนาะကျွန်တော်တောင်ကူလေးတဲ့စကန်ဌာနချက်ကို၃ကောက်လောက်ရောက်ဘူးလေအဲ့ flight line ထိ29 flight line ထိရောက်ဘူးလေဟောအဲ့29ဟန်ကာရဲ့နောက်ကျောမှာတော့ခုနကဒုက္ခမူကြီးအိမ်ဟာရကတ်နေတာဩကတ်နေတာဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပေါ့เนาะဒါဟိုပြစ်လို့ရှင်ရဲဘော်အိမ်ထက်ကိုအဲ့ခုနတက်အုံမှုတက်မှုဌာနမှုတွေအိမ်တွေကအရင်ထိဖို့ဟိုထိထိခိုက်မှုများတယ်ပေါ့များတယ်ပေါ့เนาะအဲပြီးတော့ သူတို့ပြောသလိုပေါ့လမ်းပြောင်းနေပြီဆိုတာမျိုးကျွန်တော်ကမဖြစ်စေချင်ဘူး။အာရုံထွက်ဖို့စဉ်းစားစေချင်တာပေါ့နော်။အဲ့ထဲမှာနေပြီးတော့ဒါအတင်းမဲနေထိုင်ဆောင်ရဆိုဖြစ်နေ။အဲအခုဆိုရင်ဒါကျွန်တော်သတင်းတက်တက်ကြားရတဲ့ရှိလေတက်မီတာစုတွေရှောင်ပြေးနေရတာရှိလာပြီ။ဟုတ်တယ်။အဲ့တော့ရှောင်ပြေးနေရသူတို့အန်ဒီအေတွေသူတို့ကြောက်လန့်ပြီးတော့ပေါ့နော်။ရှောင်ပြေးရတဲ့နေထိုင်တွေဖြစ်လာတယ်။မီတာစုတွေပါသူတို့မလုံခြုံတော့အဲ့ကြအဲ့လိုတပ်ဖက်ထဲမှာသွားပြီးတော့တည်ခံမဲ့အစား နော်အဲဒီဘက်မှာထွက်ပေါက်မရှိတဲ့ဘက်မှာဘာလို့နေပါလဲပြည်သူဘက်ကိုဒါရုံထွက်ပေါ့နော်အဲအဲ့လိုပုံစံမျိုးပဲကျွန်တော်ဖြစ်စေချင်ပါဟုတ်တယ်ဒါလည်းတရင်တရင်ကောင်းနေပေါ့နော်တရင်ကောင်းနေကောင်းနေဟုတ်နောက်တစ်ခုကတော့ဒါမြန်မာနိုင်ငံရဲ့တောင်ပိုင်းပေါ့အဲတောင်ပိုင်းကခုနတလင်းသားကြီးတိုင်းနဲ့ကရင်ပြည်နယ်မှာလဲဒါဟိုတိုက်ပွဲတွေပေါ့နော်ကျွန်တော်တို့ဘက်ကဟိုစကန်တချို့တွေတော်တော်များများတိမ့်ထားတာတွေတွေ့ရတယ်ပေါ့အဲ့ဒီပုံမှာလဲဘိုးကြီးအမြင်လေးတီးလို့လေဆရာကြီးအခုခုပါအင်ကပူအောင်အင်ကပူဟုတ်တယ်အခါတော်တော် AA ဝင်လာမယ်ဆိုပြီးအတန်ကြားလို့အင်ကပူမှာ အခုနောက်လိုခန်းစစ်တွေပြင်ကြရတယ်ဗောနော်အဲ့တော့အခုနောက်ပိုင်းတို့မြို့ကြီးပြကြီးလိုနေရာမျိုးတွေမှာခန်းစစ်ပြင်မှုစူးစမ်းလာတဲ့ဟာတွေကတော်တော်များတွေ့ရဒီအခုဒါအင်္ဂဘူဗောနော်ဆေးဆေးရေးတွေဘာတွေအစားတို့ဒါရဲတွေစစ်သားတွေနဲ့လုံချွေးတွေဒါလုံးဝတူးမြင့်မြင့်ချထားတွေလုပ်တယ်ခန်းစစ်တွေပြင်ထားတယ်အေးအေးဆိုတဲ့အတန်ကြားတာ ਨੇ တို့မှာဖြစ်ပြနေတာအဲ့လိုဗောနော်အပြီးတော့ဒါဖအံပါလေအဲ့လိုခန်းစစ်ပြင်ရမျိုးရှိရဲ့ဗန်ဂါတွေဆောက်လုပ်တာမျိုးတွေဒါလုံချွေးတူးမြင့်ချထားတွေလုပ်တယ်ဗောနော်ပြီးတော့မုံရွာ မုံရွာနမခမုံရွာမှာလေစစ်တုံးမှဘုံမှုချုပ်စစ်တုံးမှဘုံမှုချုပ်ကဒီဒါဒါပြင်ခန်းစစ်ပြင်တာမျိုးတွေပေါ့နော်ဘန်ဂါရီဆောက်တဲ့ချွတ်နေရဆိုရင်နှစ်ထပ်ဘန်ဂါရီရဆောက်တာမျိုးတွေသူတို့လောက်တာရှိအဲ့တော့သူတို့ခန်းစစ်ပြင်တဲ့ဘိုင်းတွေမှာပို့ပို့ပြီးတော့များလာရှိတော့အဲ့ထဲမှာဒါအာခတ်တတော် AA ဆိုရင်ကိုပဲအဲသူတို့ကြောက်လန့်နေတဲ့ပုံစံမတူဘူးမတူလားနော်မတူဘူးမတူလားဟိုပြီးတော့အဲသူတို့ဒီတနေရာတည်းပဲခန်းစစ်ပြင်လို့သူတို့ကရမယ်လို့ထင်နေတယ်ဆိုရင်မှားတော့မှာပေါ့အေးကအဲ့တနေရာတည်းကလာတာမဟုတ်ဘူးပြီးတော့အာခတ်တတော် AA အဲ့တနေရာတည်းမှာရှိတာမဟုတ်ဘူး အဲအခုဆိုတွေ့ကြည့်လိုက်လေရှမ်းမြောက်ဘက်မှာလည်းဒါတွေ့ရတယ်ဗောနော်ချင်းဘက်မှာလည်းတွေ့ရတယ်ပဲခူးတိုင်းထဲမှာလည်းတွေ့ရတယ်မကွေးတိုင်းထဲမှာလည်းတွေ့ရတယ်ကရင်အဆက်မှာလည်းတွေ့ရတယ်ဟို AR ဘက်မှာလည်းတွေ့ရတယ်ဟုတ်ပါအေးမရှိတဲ့နေရာကျွန်တော်တို့ကလိုက်ရှာအောင်ပါနော်အားကတော်တော် AR အခုဆိုရင်ဒါစစ်တပ်ကိုဝိုင်းထားတဲ့ပုံစံဝါလုံးပုံစံမျိုးလိုတော့ပြောလို့ရတယ်ဘာမှမရှိတော့ဘူးအကုန်ရှိသမျှဟာအကုန်လုံးမှာဒါပါဝင်ပြီးတော့တိုက်ပွဲဝင်နေတဲ့ပုံစံမျိုးတွေ့လာရတယ်ပြီးတော့အဲပေါင်းဆက်တဲ့အပိုင်းတွေပုံများလာတယ်ဗော အဲသူဒီပဲတည်တတ်မဟုတ်တော့ပဲနဲ့အခုဆိုရင်မဟာမိတ်ပုံစံမျိုးနဲ့ပေါင်းဆက်ပြီးလုပ်တဲ့ဟာတွေ ARE ဆိုရင် ARE ကအဖွဲ့နဲ့ပေါင်းဆက်ပြီးလုပ်တဲ့ဟာမျိုးတွေပကိုးမကွေးအဲအဲ့မှာရှိတဲ့တော်လိုင်းတက်ခွေနဲ့ပေါင်းဆက်ပြီးလုပ်တဲ့ပုံစံမျိုးတွေပို့ပြီးအားကောင်းလာတယ်ဟုတ်တယ်အဲအဲ့ဟာကြီးအားကောင်းလာတာနဲ့အမျှစစ်တပ်ကအစဉ်ပြေးနိုင်ကြအကြောင်းကိုမရှိရှိတော့သူတို့အစတုန်းကပြောတာရှိတယ်ဝင်လာခဲ့ပေါ့ မင်းတို့ကျွမ်းကျင်တဲ့နေပြည်မဟုတ်ဘူးပေါ့ဟုတ်သူတို့ပြောတဲ့စကားစစ်တပ်ကပြောတဲ့စကားအေးအေးကိုထင်သေးလို့ပြောဟိုကဝင်လာတော့ဘလို့ဝင်လာတော့မာမေးတွေပေါင်းပြီးဝင်ချလာတာဟုတ်တယ်နေပြည်ကျွမ်းပါတယ်ဆိုတဲ့သူတွေလက်ချင်ပိတ်ပေါင်းပလိုက်ဟုတ်တယ်အရာရီမှာအရာရီဒေသခံတွေကဒီနေပြည်အကြောင်းမသိကြအကြောင်းမဖြစ်ဘူးဟုတ်တယ်အဲ့ကြအဲ့ဟာတွေနဲ့မာမေးလုတ်လိုက်တယ်မင်းတို့မတက်နိုင်သေးလဲဒီကောင်နေအုံနောက်ကအဲ့လိုမျိုးပေးနေတာဟုတ်တယ်ရှင်းပါလေဒါ CDN ဝင်တဲ့ဆရာကြီးပေါ့နော်တကြကြီးအစ်ဆရာကြီးတကယ်ဟိုတိုက်ရိုက်ခိုက်ရင်ကျွမ်းကျင်ပါတယ်ဆိုဆိုတဲ့ဆရာကြီးရတဲ့ဒီရခိုင်အေးအေးမှာသွားပြီ ဒါဟိုအခြေခံစစ်မြေပြင်မှာတွားတွားတဲ့အခါမှာသူကတုံတွေးတဲ့ဟာပြန်ပြောပြတာပေါ့ဒါအေးအေးဆိုအစိအကြီးကလုံးလုံးကြောက်တာဘာကြောက်လဲဆိုဒီကောင်လေးကလည်းကြီကွန်ဓာတ်နဲ့တက်ခုတ်လာတယ်ဓာတ်တက်ခုတ်ဘွားကနေဘွားကနေပေါ်လာတော့တယ် ကိုရီးယားဘလို့မှချောင်းချိန်မရဘူးပေါ့လေသူတို့အေးအေးဆိုတာနဲ့ဟိုအချိန်နဲ့ဟိုလန့်နေတာမင်းတို့ကျွမ်းကျင်တဲ့နေပြည်မဟုတ်ဘူးပေါ့ဟုတ်သူတို့ပြောရဲစကားစတဲ့ကပြောရဲစကားအေးအေးကိုထင်သေးလို့ပြောဟိုကဝင်လာတော့ဘလို့ဝင်လာတော့မာမေးတွေပေါင်းပြီးဝင်ချလာတာဟုတ်တယ်နေပြည်ကျွမ်းပါလေဆိုတဲ့သူတွေနဲ့ချိန်ပိတ်ပေါင်းပလိုက်ဟုတ်တယ်အေးအရီမှာအေးအရီဒေသခံတွေကဒီနေပြည်ကြောင်းမသိကြအကြောင်းမဖြစ်ဘူးဟုတ်တယ်အဲကြအဲဟာတွေနဲ့မာမေးလုလိုက်တယ်မင်းတို့မတတ်နိုင်သေးလဲဒီကောင်နေအုံနောက်ကအဲ့လိုမျိုးပေးနေတာတော့အောင်ဝဲခံတဲ့ပုံနေတော့မကြည့်ရသေးဘူးနောက်စကန်တက်တိုက်နေပြီအခုလည်းမဟုတ်ကေဟုတ်အဟုတ်ကေရတာကြောင့် ဒီတာလေကိုတိုက်ပြီးတဲ့အချိန်မှာကျွန်တော်ပြောခဲ့တာလေတိုက်တဲ့အချိန်မှာအော်မဟုတ်ကေရဲ့အဲပြီးရင်မဲလာရဲ့ပြီးတော့နော်တရားရဲ့ပေါ့နော်အဒီစကန်နေတော့ခေါင်းချင်းနေလောက်ပြီဆိုပြောတာမကြောက်မဲလောက်တက်ကြိတ်လိုက်အခုမဟုတ်ကေကိုတက်ကြိတ်ပြန်အဲတိုက်ပြီဆိုရင်တော့ဒါကြောင့်ကလုံးဝဆုံးစံတိုင်းပဲရပြီလို့ပြောလို့ရနေတာသူတို့ကဟိုစစ်တပ်ကအခုရပိုင်းမှာဘယ်မဲနေလဲဆိုတော့ဘိုးကြီးကနထိုးကြီးကိုမဲနေတာနထိုးကြီးကဖိပြီးလေချောင်းတိုက်ခိုက်နေတာဒီဘက်တောင်ပိုင်းက တမျိုးကြီးဟိုဟာစကန်တစ်ခုပြီးတစ်ခုပါပါသွားတော့ဟုတ်တယ်အဲ့လိုဖြစ်နေဟုတ်တယ်အဲ့ဒီဟာဘာကိုပြောနေတာလဲဆိုတော့အဖွဲအားလုံးအဲအချိန်ကညညွတ်တယ်ဟိတ်ဆိုရင်ဟုတ်ဒါစစ်စစ်ကောင်စီရဲ့ဖိအားပေးနိုင်တဲ့နေရာတွေကရော့ပါသွားပြောပါကနေရာပေါင်းစုံကသူတိုက်ရမယ့်နေရာတွေဖြစ်လာပြီဆိုရင်သူ့ရဲ့တိုက်ဆိုင်ရေးကကျသွားဟုတ်တယ်ဟုတ်ကျပါအခုသူဒါငဟိုးယူလို့လို့လို့ ကျန်တဲ့နေရာဒေသတွေအောင်အုံချင်းချင်းဖြစ်လာတဲ့ခါကျတော့သူဘာမှမတတ်နိုင်ဘူး။ဟုတ်။အဲလိုရောသူမဲဖို့လုံနေတဲ့အချိန်မှာဒီဘက်မှာတိတ်တာတိတ်တာတော်ဟုတ်ပြီတော့တိတ်တာ။ရလိုက်ပြန်ပြီပြေးပြန်ပြီအာတိုင်းစစ်တက်ကပြန်ဖမ်းပြန်ပြီပြန်ပို့ပြန်ပြီ။ဟုတ်တယ်။အဲတာမျိုးပုံစံမျိုးကြီးပဲဖြစ်နေရ။အခုဆိုလဲဒါကော့ဂရိတ်ကော့ဂရိတ်ရဲ့ဒါကြုံတိုးရဲ့ပေါ့နော်။အဲ့ဘက်ကိုဒါဒေါ်လာကြီးတက်ဖွဲ့တွေကဒါတပြိုင်တည်းဖိုးစစ်ဆင်နေတယ်ဆိုပြီးတော့သတင်းတွေတက်လာ။ဟုတ်။ဒါအခုအစပိုင်းကတည်းကတော့ဒါကျွန်တော်တို့လည်းကြားထားရတယ်ပေါ့နော်။အဲ့တော့အဲ့ဘက်မှာလည်းအခြေအနေတွေကကောင်းတယ်။ အရင်တော့ corgate ကိုတိုက်ပြီးတော့သူတို့ပြန်ရသွားပြီဆိုတဲ့အချိန်မှာ corgate ကိုခံချစ်ကို၁၀ဆနီးပါးပြင်လာသူကဟုတ်ဘာလို့လဲဆိုတော့ဒလိုင်းတပ်ဖွဲ့တွေပထမတစ်ခါလာတိုက်တော့သူတို့ကြာဘူးတော့ကြာဘူးဆိုတော့အများကြီးပူပြီးပြင်ဆင်ထားတယ် ဟိုဘာလို့တလိုက်တက်ဖွဲ့တွေကဒီနေရာကိုရောက်ကူးသွားပြီကိုအဲကြအဲ့လိုမျိုးပြင်ဆင်တဲ့အနေထားမှာကိုပဲတို့မရတော့ဘူးဆိုရဟာဘာလို့ပြဆဲဆိုအခုဆိုဖအံဘက်မှာတို့ခန်းစစ်တွေပူပြင်းတယ်ပြီးတော့ကြိုက်ထိုဘက်ကနေအင်အားတွေထပ်တိုးတာရှိတယ်အဲဥစ္စာကဖအံအောင်လဲစစ်ကူလုံးချင်တာလဲဖြစ်မယ်အဲ့နားကနေမြေဒေသတွေကိုဆုံးမမှုလောက်တာလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်ဒါပေမဲ့တို့ရဲ့ရွေချက်ထဲမှာ တော့ concrete ရအောင်ထိမ့်မယ်ဆိုတဲ့ဟာများမပါတော့ဘူးလား concrete ကိုပေးလိုက်တော့မယ်ပေါ့နော်အဲ့လိုဖမ်းမှာပဲလှုပ်တော့မယ်ဆိုတဲ့ဟာများဖြစ်နေပြီလားလို့ဒါကျွန်တော်တွေးစရာရှိတယ်အဲတော်လိုင်းတက်ဖွဲ့တွေကလည်းအခုဆိုရင်တိုက်တဲ့အချိန်မှာဒီနေရာတစ်ခုကိုတိုက်တယ်ဆိုရင်အဲ့နေရာကိုစစ်ကူမလာနိုင်အောင်ဖြတ်တောက်တဲ့ပုံစံမျိုးတွေကတော်တော်ကိုစွမ်းစားတယ်မှလှုပ်ထားရတွေးရမလာနိုင်မှုတစ်ခုခုဆိုရင်ဂျာဖက်တိုက်ခိုက်ရေးဖြစ်နေတာပေါ့လေတက်ကဂျာဖက်တိုက်ခိုက်ရေးအုပ်ဆိုတာလကားပြနေပြီးခုတော်လိုင်းရေးဘော်တွေကပဲဂျာဖက်တိုက်ခိုက်ရေးဟုတ်တယ်ဟုတ်တယ်ပြီးတော့အဲ့လိုဟိုသူတို့အချင်းချင်းရဲ့ ကြားထဲမှာကိုကပဲရဲဘော်ရဲဘက်စိတ်မရှိတော့ဟုတ်အဲကျွန်တော်ကဒါဟိုတလောကဟိုထဝေကကိုဖိုင်းနဲ့ပြောရတဲ့ချိန်မှာဆိုင်ကြားလိုက်မှတဲ့နော်သူတို့တိုက်တဲ့နေရာနဲ့စစ်ကူလာရမယ့်နေရာကလည်းမီတာ600လောက်ပဲရှိတယ်နီးနီးလေးမလာဘူးတဲ့တတတချက်မပေါ့ဘူးအညာဘက်ကအဖွဲ့နဲ့တခါပြောရတဲ့ချိန်မှာလည်းအဲ့လိုပဲဟာတဲ့ကျွန်တော်တို့သွားတိုက်တဲ့ရဲစခန်းကပေါ့နော်အဲ့ရဲစခန်းနဲ့ဘေးပတ်ချာနဲ့နှစ်ခုမှာရဲစခန်းနှစ်ခုရှိတယ်တနတ်တော့မပေါ့ဘူးတဲ့သူတို့အချင်းချင်းပေးရမယ့်စစ်ကူတော်မှသူတို့မပေးဘူးသူတို့အချင်းချင်းကြားထဲမှာရဲဘော်ရဲဘက်စိတ်ဆိုတာမရှိတော့ဘူး का सब्सक्राइब करने के खालो करने पे चार पेंशनों भी